ကျောင်းတွေမှာလက်တွေ့သင်ကြားရေးအထောက်အကူပြုနိုင်အောင်ကျောင်း40ကျော်စုပေါင်းပြီးတော့မှမူလရန်အဆင့်သင်ထောက်အကူပစ္စည်းပြပွဲပြိုင်ပွဲပြုလုပ်သွားပါတယ်ဒီသတင်းပြည့်စုံကိုလည်းကြည့်လိုက်ရအောင်နော်စာသင်ခန်းထဲမှာသင်ကြားရေးအထောက်အကူဖြစ်စေအောင်မူလရန်အဆင့်သင်ထောက်အကူပစ္စည်းပြပွဲပြိုင်ပွဲတစ်ခုကိုဘုဂိုးတိုင်းပင်းရွယ်ကုံမြို့အထောက်ကကျောင်းမှာဒီဇင်ဘာလ23ရက်နေ့ကပထမဆုံးအကြိမ်ပြုလုပ်သွားပါတယ်ဒီပွဲမှာဒေတာအတွင်းမူလရန်နဲ့မူလွန်ကျောင်းပေါင်း 54ကျောင်းကပါဝင်ခင်းချင်းပြသထားပြီးဒီပွဲမှာတတိယတန်းတမိုင်းဖက်ဆောင်မှာပါတဲ့ထက်လုံးတက်လူမျိုးကိုလည်းရုပ်ပုံနဲ့တကွာတင်တော့ကူဗန်ဒီပြထားတဲ့အကြောင်းကိုဒူရန်ကျောင်းအလေတန်းပြဆရာမဒေါ်ရင်ရောင်ကရှင်းပြထားပါတယ်လေလေ တဲ့ကျင်းတဲ့တဲ့တော့ပါဒီကိတဲ့မှာမမြင်ဘူးကြောက်လေကလေးကကျန်တဲ့ပစ္စည်းရဲ့ကြတော့မြင်ဖို့ကလွယ်တယ်ပေါ့နော်အဲ့လိုမျိုးသမိုင်းတည်းကပါတဲ့အကြောင်းအရာတော့တော့တောင်းရုံမြင်ဖို့ခက်ရင်းနေအဲ့ဒါကြောင့်သင်္ကန်းစားထဲမှာအခုပစ္စည်းတွေကလေးတွေလည်းမြင်ဘူးတယ်ကျွန်တော်တက်တော့ဒီလိုဖြစ်တဲ့အတွက်သူတို့လည်းသိသွားတယ်ရဲ့အဲ့ဒါသင်္ကန်းရပါတဲ့စိတ်တော် ကျက်နေမှနေကျက်နေကြမလို့တော့ဘောနော်တင်ထောက်ကြွေနေတာတင်မဲ့ဆိုရင်ဒီလိုပဲရင်ကဆရာဘိုဟိုပြုနည်းနဲ့ကြောက်တင်ကန်းစာတွေတင်ကြရာကနေကလေးဘိုဟိုပြုပုံစံနဲ့ပြောင်းလဲတင်ကြရာမှာတင်တော့ခုပစ္စည်းတွေမရှိမဖြစ်လိုအပ်ပြီးလက်တွေ့ထိရောက်ကြောင်းကိုလည်းပြည်တော်တာမူလတန်းကျောင်းအုပ်ဦးမျိုးထက်အောင်ကဆိုပါတယ်ကျွန်တော်တို့တိုင်ပွန်ကြိုင်တာတော့လူမှုရေးပါတာရဲ့ဟိုမြန်မာနိုင်ငံရေးစိုက်ဘုတ်တင်ကြများနဲ့ပြည်ပစ္စည်းများဖြစ်ပါတယ်ကျွန်တော်ဒီမှာသလိုဆင်ရဲ့ကျွန်တော်တို့ data trap ပစ္စည်းတွေနဲ့ဒီကကြက်ကိုဟို ျွန်တော်တို့ဒီဖျက်ကတ်တွေရောပစ္စည်းစစ်တွေကိုကပ်ပြီးတော့ဖန်တီးထားပါတယ်ဒီလိုဒီကလေးဒီလိုဖန်တီးပြီးတော့ပညာပြင်ဒီကလေးတွေရာဒီပစ္စည်းစစ်တွေကိုဒက်ဂရိတ်ကန်တွေကြည့်ရှင်းရကြည့်ရှုရှင်းအားဖြင့်အဲသူတို့တွေရာဒီကျွန်တော်နိုင်ငံမှာထွက်တဲ့ဒီလိုတဲ့ပစ္စည်းတွေနောက်ကတန်ဆာရာပစ္စည်းတွေတွန်းတဲ့ပစ္စည်းတွေဒါတွေကိုသူတို့တွေပညာရေးတိုင်းလိုက်ထွက်ရှိတဲ့ပစ္စည်းတွေပါသိရှိပါမလို့ကြည့်ရတာပါတယ်ဒါကကလေးဘုတ်တင်ကြရင်မှာကျွန်တော်တင်ခတ်မှုဆိုတာကဖြစ်မနေပါဝင်တဲ့အရာပါဒါကြောင့်မလို့ကျွန်တော်တို့ကဒီလိုတင်ခတ်မှုနဲ့တင်ပေးခြင်းအားဖြင့်ကလေးတွေရာပဲလေစိတ်ကူးစိတ်ကန်းလေးလေဟိုညံနေလေကုန်မိလာပါဒီဖန်ဆင်းတဲ့စိတ်တွေလည်းဖြစ်လာပါတယ်ကျွန်တော်တို့ရာစီးရနေတော့ဥဆောင် ဘက်အန်ဒီကလေးတွေအရမ်းတော့ဆင်းမှာတို့ရဲ့ kitchen pantry တွေစိတ်တွေစိတ်ကူးစိတ်ပြန်တွေရှင်းပြန်စီကျွန်တော်အများကြီးရှင်းထားပါတယ်အခုချိန်မှာတော့တင်ထောက်ကူပစ္စည်းတွေကိုเจ้าတွေကဆရာဆရာမတွေကပြုတ်လုထားကြပြီးဒါတွေနဲ့တင် जा သွားရင်ကလေးတွေရဲ့ pantry မှုဆွေးရည်တွေကိုအပိမြင့်တင်ပေးသွားမယ်လို့လည်းသိရပါတယ်ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုရဲ့နောက်လာမယ့်2016ပညာသင်နှစ်မှာ မူလတန်တင်ယုံညံ့တွေကိုစီစီလို့ခေါ်တဲ့ကလေးဘိုဟုပြုချင်းကမှုပုံစံနဲ့အစစ်စစ်ပြောင်းလဲသွားဖို့ရှိနေပါတယ်ခင်ဗျာ။